ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေပရီးမီးယားလိပွဲတင်28မှာကစားမဲ့ Nottingham Forest Manchester City Liverpool Southampton ပွဲပေါ့နော်ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သာပွဲကြိုသုံးသပ်ချက်ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ Nottingham Forest ရဲ့ကွင်းမှာ Manchester City ကရှင်ပြိုင်ကစားရမယ်ဆိုတော့ Forest ကပြီးခဲ့တဲ့ပွဲတွေ29မှာအဆင့်နှစ်နေရာမှာရှိနေတဲ့ Arsenal နဲ့ကစားခဲ့ရပြီးတော့ဂိုးမရှိတည်ကြအောင်သူတို့ကစားထားတယ်ဆိုတော့အဲ့ဒီပွဲစဉ်အပြီးမှာတော့ အာဆင်နယ်ရဲ့ဒီဆူဖလာအတွက်သွားနေတယ်ပေါ့နော်မျောလင်းချက်တွေအများကြီးမိမိန်ခဲ့ရတယ်ပေါ့ဗျာဆိုတော့လက်ရှိတော်4ကိုဝင်နေတဲ့ Manchester City ယာဒီကုံတဲ့အခါမှာအဆင့်၄တွင်းဝင်ဖို့ကြိုးပမ်းနေတဲ့ Manchester City ကို Forest အိမ်ဝင်းမှာထပ်ပြီးတော့ဒုက္ခတွေပေးနိုင်အောင်မလို့ညီကလို့ထင်ကြလားဆိုတော့ Manchester City ကသူတို့ဒီယာဒီမှာတော်တော်တိုင်ပတ်နေတာဒါပေမဲ့အေးအဲ့တိုင်ပတ်နေပါလေဆိုတဲ့ယာဒီမှာတော့မှသူတို့ကတော်4ကို EECC ဝင်နိုင်နေဆိုတဲ့လက္ခဏာမျိုးသူတို့ပြတော့မှာတခုရှိတာကပြီးခဲ့တဲ့ပွဲစဉ်29မှာလည်း Manchester City ကကျွန်တော်တို့ဒီစပါးကို1-0ဆိုတဲ့ကြားထဲနဲ့သူတို့အဝေးဝင်းမှာနိုင်ထားတာဆိုတော့ကြားထဲမှာလည်းသူတို့အနေနဲ့ဘောနော်ဒါအချီနီဒီကောင်းနေပေါ့ဗျာ City ကသူ့အနေသူပြန်ပြီးတော့နော်ဒါခြေသွင်းနေပါပြီပြလာပြီပြန်ပြီးတော့တည်ငြိမ်လာပြီပေါ့နော်ဆိုတော့နောက်နန်းနေမှာ injury ပြဿနာတွေဒါအကြုံနေရရင်လည်းသူတို့တိုင်ပတ်သွားတာကွင်းလေတွေက stable ဖြစ်တဲ့ player တွေမရှိတော့ဘဲနေတာသူတို့တိုင်ပတ်နေတာပေါ့နော်ဆိုတော့အရာအလုံးကပြန်ပြီးတော့အချီနီကောင်းလာပြီဒါပေမဲ့ Nottingham Forest ကကျွန်တော်ဒီပွဲမှာ Manchester City ကိုတားနိုင်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးသူတို့ပြင် City အနေနဲ့ဒီပွဲမှာ ပြိုင်ဘက်ကိုသူတို့ဖိပြီးတော့ကစားတဲ့နေရာမှာသူတို့ဟာပူပြီးတော့ကောင်းတယ်။ဒါပေမဲ့နီကိုဂွန်ဇာလက်စ်ကလည်းဒီအသင်းနဲ့အထိုင်ကြတာအင်မတန်မြန်နေပေါ့နော်။မြန်နေစစ်စတန်နဲ့အထိုင်ကြတာတတော်ကိုမြန်နေ။ဆိုတော့ဒါအပြင်တိုက်စင်မှာလည်းအူမာမာမိုးစ်တို့ဘာလို့ကအထိုင်ကြတာတွေကျွန်တော်မြန်နေ။လက်ရှိမှာဟာလန်တို့ဆိုလို့ချင်းပြန်ပြီးတော့ဂိုးတွေပြန်သွင်းနေပြီ။ဆိုကြားထဲမှာ injury ပြဿနာတချို့နဲ့နားခဲ့ရတဲ့နေထားတွေကလည်းအခုလက်ရှိပြန်ကစားနေပြီဆိုတော့ Manchester City ကကျွန်တော်အနေနဲ့ဒီ Foden တို့သာခြေသွမ်းပြနိုင်မယ်ဆိုရင်เนาะ Savio တို့သာခြေသွမ်းပြနိုင်မယ်ဆိုလို့ရှိရင် ီထက်ပူပြီးတော့အများကြီးပူပြီးတော့ကောင်းလာနိုင်တဲ့အသင်းဆိုတော့ top 4ဝင်ဖို့အတွက်အမှန်ကန်ကြိုးပမ်းမှာ City နေနဲ့ top 4ဒီ Manchester City ရဲ့အဓိကရည်မှန်းချက်ပဲကျွန်တော်တို့ပြလေကျွန်တော် Champions League ကနေလည်းထွက်ခဲ့ရပြီ Premier League Champion ဖြစ်ဖို့ကလည်းမျှော်လင့်ချက်မရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာ City အတွက်အဓိကမျှော်လင့်ချက်ဒီလက်ရှိ Top 4ဝင်ပြီးတော့ Champions League ဝင်ခွင့်ရဖို့ပဲအခြေအနေဒီတိုင်ပတ်လွန်းပါလေဆိုတဲ့ယာယီမှာတောင်မှ Top 4တော့ဝင်သေးတယ်ဆိုတဲ့အနေအထားကိုကျွန်တော်ကြည့်ရင်ဒါ Manchester City အတွက် ချီနီကောင်းတယ်ဗျာဒါအပြင်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရှုမှာတန်း200ကျော်ထပ်သုံးခဲ့တယ်ဆိုတဲ့အနေထားနဲ့ Champions League ဝင်ခွင့်ရတယ်ဆိုလို့ရှိရင်တော့ဒါ Champions League ဝင်ခွင့်ရအောင်တော့သူတို့လုတ်ပြမှကျွန်တော်ရမယ်ဆိုတော့ဒါကြောင့်ဗျာ City အနေနဲ့ Nottingham Forest ကိုကောင်းကောင်းဒုက္ခပေးနိုင်မယ်တယ်မှာပါပါတယ်ဆိုတော့အဝေးဝင်းဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာဂိုးမရှိသေးသေးတွေဘာတွေကြတာမျိုးတွေကျွန်တော်မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး Manchester City ကနော်သူတို့ခံစစ်မှာဘလောက်ပဲတိုင်ပက်နေတိုင်ပက်နေဂိုးတော့ရအောင်သွင်းမယ်ဆိုတဲ့အသင်းမျိုးဆိုတော့ဒီနေရာမှာ City ကိုဒုက္ခပေးနိုင်တဲ့အချက်က Nottingham Forest ရဲ့တောင်ပန်ကြီးနဲ့ ျွန်တော်နေဒီကွင်းလင်ကစားမတွေပဲသူတပင်တောင်မန်နေကျွန်တော်စကြည့်ရရင်တောင်မန်ကစားမတွေကဘယ်ပြောမလဲဒီတန်ပြန်တအားကောင်းနေဗျာတန်ပြန်တအားကျွန်တော်တို့ကောင်းနေပြီးလို့ရှိရင်ကျွန်တော်တို့ဒါခရစ်ဖူတို့ကအမှန်ကန်ဂိုးတွေတွင်းနေပြီးเนาะမော်ဂန်ဂိဘ်စ်ဝိုက်တို့ကလည်းတန်ပြန်ကြီးကောင်းနေအိုဒရိုင်းတို့အန်တိုနီအီလန်ဂါတို့ဒီကစားမတွေကတန်ပြန်တိုက်စစ်တွေမှာကောင်းကောင်းပုံဖော်နေတဲ့ကစားမတွေနူနူဆန်တို့ရဲ့ system မှာကွင်းလင်မှာဆိုလို့ရှိရင်လည်းတကယ် physical ability ပိုင်းကတော်တော်ကောင်းနေတယ်မှာမားတဲ့ကစားမတွေကျွန်တော်ရှိတယ်ပြီးလို့ရှိရင် ဟိုအင်မတန်မြန်နေပေါ့နော်ကွင်းလင်ကစားမတွေကိုတိုင်းကိုကဆိုတော့ City မှာ DRD တစ်ခုလုံးတိုင်ပတ်နေရတဲ့အကြောင်းရင်းကဘာလဲဆိုတော့သူတို့ rest defense structure တိုင်ပတ်လို့ပဲသူတို့ရဲ့ rest defense structure က Rodri ရဲ့အသာချက်တွေပေါ်မှာအများကြီးမှီတည်ထားတာဆိုတော့ Rodri မရှိတော့တဲ့နောက်ပိုင်းခန်းစစ်ကစားမတွေက injury ပြဿနာတွေကြောင့် stable ဖြစ်ဖြစ်ကစားမကိုဆိုလို့ကျွန်တော်ဒီ Yusko Gvardiol တယောက်လောက်ပဲတုံးလို့ရတော့တဲ့အခြေအနေမျိုးနောက်ပိုင်းမှာ City ရဲ့ အနီထားကပြိုင်ဘက်တီကိုလည်းဖိအားပေးကစားတယ်ဆိုတော့ကောင်နာအထက်တီပါတယ်ဆိုသူတို့ဘယ်လို့မှမတားနိုင်ဘူးအဲ့လူကနေဂိုးတွေပြီးရတာပဲဆိုတော့မန်ချက်စတာစီးတီးကနီကိုကွန်ဇာလက်စ်ကိုဝယ်ထားပြီးတော့သူတို့ရူရီလောက်တော့ခြေသွမ်းမျှော်လင့်လို့မရပါမိတယ်လို့ပေါ့နော်အားနေနေတဲ့အစိပ်ပိုင်းတွေမှာဆိုလို့ရှင်သူအများကြီးအားဖြစ်ပြီးထားနိုင်တယ်ဆိုတော့ Nottingham Forest ရဲ့တန်ပြန်တီကိုကောင်းကောင်းတားနိုင်မယ်ဆိုရင် Manchester City ကဒီဘက်မှာအခြေအနေမကောင်းတဲ့အကြောင်းတော့ရှိတယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ဒီဘက်မှာ City အနေနဲ့ပေါ့နော်ကိုကိုတိုင်းလည်းဂိုးတွေတွင်းနိုင်မယ်ဂိုးတချို့လည်းပြန်ပြီးတော့ပေးရနိုင်မယ်လို့ကျွန်တော်ထင်တယ် ဒီတမ်ပြန်တိုက်စစ်ဒီမှာဆို Nordian Forest ကတော်တော်ကိုအားသာချက်ကောင်းနေတယ်မှာပါလို့ပဲဒါကြောင့်ဒီပွဲမှာဆိုလို့ရှင်တော့ CD ကပေါ့နော်ကျွန်တော်အနေနဲ့ဒီဂိုးပြန်ပေးရပြီမဲ့အနိုင်ရလက်တော့ယူသွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်နော်ဂျားတွေမှာသူတို့အနေနဲ့လုံလောက်တဲ့နားရည်တွေသူတို့ရတယ်နှစ်တင်းစလုံးကတော့နားရည်တွေကောင်းကောင်းရထားတာပါပွဲပန်းစရာလည်းကျွန်တော်ဘာမှမရှိဘူးဆိုတော့ Manchester City အတွက်ကျွန်တော်အနေနဲ့ဒါဒီပွဲကနော်တော်တော်ကိုအနိုင်ပွဲရဖို့ပြန်ပြီးတော့ကျူးပန်းမယ်ပွဲပါတအားဖြင့် Nordian Forest နဲ့ City ရဲ့ဂျားတွေမှာဆိုလို့ရှင်ဒီအမှတ်ကလည်းတမှတ်ပဲကျွန်တော်ကွာတော့တာ နော်တက်မှတ်ပဲကျွန်တော်ကွာတော့တာဆိုတော့မာမိုးစ်တို့နော်ဒီလိုရှိရင်ဒါဟာလန်တို့ပြန်ပြီးတော့ခြေသွမ်းပြမဲ့ပွဲမျိုးလဲဖြစ်လာနိုင်နေပေါ့နော်ဆိုတော့မန်ချက်စတာစီးတီးကနိုင်ပွဲရဖို့အတွက်အချိန်ကြီးကျွန်တော်ကောင်းနေလို့ကျွန်တော်ထင်တယ်ဆိုတော့နောက်ထပ်တစ်ပွဲကတော့ဒါလီဗာပူးသင်းနဲ့ဆောက်တန်တို့ရဲ့ပွဲပါလေဘောက်တင်နေနဲ့ကျွန်တော်သာ South Tandon ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်။အဲ့ဒါပဲလေပြီးလို့ရှိရင်တို့တွေဒါ PSG ကိုဗောနော်ဒါအိမ်ဝင်းမှာထပ်ပြီးတော့ကစားရမယ် Champions League ဆိုတော့ Champions League ကတို့အမှန်ကန်အာယုံဆိုင်ရမယ်ပွဲပါ။ ပါလို့လေကျတော့ဆောက်တန်တန်နဲ့ပွဲစဉ်ကကျွန်တော်ဒီအာနီစလိုနီနဲ့ကစားမတချို့ကိုသူတို့ဒါအနာပေးလာတဲ့နေပေါ့နော်။ကွင်းလေကအလစ်စတာနဲ့ဂရီဗန်ဘတ်စုနောက်ပြီးလို့ရှိရင်ဒိုမီနစ်ဆိုဘူဒလိုင်း၃ယောက်ထဲကအနည်းဆုံး၁ယောက်ကနေ၂ယောက်လောက်ထိတော့သူတို့အနာပေးဖို့သူတို့လိုတယ်။နောက်တန်းမှာဆိုလို့ရှိရင်လည်းအပြောင်းလဲတွေတွေသူတို့လုပ်ဖို့ကျွန်တော်လိုတယ်။နော်ဆိုတော့ဟိုခန်စစ်ကဘယ်လိုပြောမလဲရောဘတ်ဆန်ကိုခြံထားခဲ့တာမျိုးပဲကျွန်တော်ဖြစ်ဖြစ်တိုက်စစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း เนาะซาร่าก็တော့พรีเมียร์ลีกมาအရင်ကောင်းတဲ့ performance တွေပြနေတယ်ပြီးလို့ရှိရင် PSG เนี่ยပွဲမှာလည်းပဲတော်တော်တိုင်ပတ်ခဲ့တယ်ဆိုတော့ဒုတိယကြော့တွေအားမြန်ခြံထားမလားပေါ့ဒါမှမဟုတ်ซาร่าလိုကစားမမျိုးကိုကျွန်တော်ထည့်ပြီးတော့ဒါပေတိုက်စီကเนาะနူနက်စုနဲ့ပွဲထွက်လာမလားပေါ့ဒီလူးဝီဒီယက်စ်တို့ပါလို့ရဲ့တောင်မန်ဒီပါလေးပါအပြောင်းလဲတွေပါလေးလုတ်ပြီးတော့ဒါကြည့်ရမှာဆိုတော့တေချာတာတခုကတော့ပရီးမီးယားလိမှာဒီလီဗာပူးအသင်းနေနဲ့အများကြီးအမှတ်တွေဖြတ်ထားပြီးသွားပြီအမှတ်တွေအများကြီးဖြတ်ထားပြီးသွားဖြတ်ဖြတ်ပြီးသွားပြီဒါအပြင် သူတို့အနေနဲ့အမှန်ကန်စိတ်ပူရမှာဒီနောက်ပွဲပဲဆိုတော့ဒီစောက်တန်တန်နဲ့ကစားမယ့်ပွဲမျိုးမှာစောက်တန်တန်ဟာလေသူတို့တွေအစိတ်ရှိတယ်လို့ကျွန်တော်မထင်ဘူးအန်ဖီဝင်းမှာလာကစားမယ့်စောက်တန်တန်တွေဘယ်လို့မှမလွယ်ပါဘူးဒါကြောင့်ဒီပွဲကဒီလီဗာပူးအသင်းအနေနဲ့ပေါ့နော်နိုင်ပွဲရဖို့အမှန်ကန်ကြိုးပမ်းမယ်ဆိုတာမှန်ပြီးမြင်လေလို့အကယ်လို့မြန် PSG နဲ့ပွဲစဉ်မှာအာယုံဆိုင်ချင်တဲ့တွေလူအပြောင်းလဲတချို့လုပ်ရင်တည်ရီဘာညာနဲ့ပွဲပြီးခဲ့ရဆိုရင်တော့မှတိတ်ဆိတ်လှုပ်ရှားစရာကောင်းတဲ့နေရာမှာပါမယ်လို့ကျွန်တော်မထင်ဘူးဒါလေပါဦးတင်တွေ့တဲ့ပြည်ထနာမရှိတဲ့ပွဲမျိုးပါလူမဆိုရင်တောင်မှဗျာအနိုင်ရလဲယူနိုင်စွန်းရှိတယ်လို့ကျွန်တော်ထင်တယ် ဒါကြောင့်လေပါဦးသိင်းနဲ့ဒီ South Tenno ရဲ့ပွဲစဉ်ကထူးထူးခြားခြားကိုပြောစရာလိုတယ်ကျွန်တော်မထင်ဘူး။လေပါဦးသိင်းရဲ့ဘက်ကနိုင်ပွဲရဖို့ကျွန်တော်ပို့ပြီးတော့များတယ်။နောက်ဆိုရင်ဒီကလို့ရော Blue Yellow တီဒီနှစ်ပွဲမှာထွက်ပေါ်လာကြမြင်ထင်ကြပါလေ။ဆွေးနွေးကြပါဦး။ကြည့်ကြည့်ပါပြီးရင်ဒီကုများလုံးကိုခြေတူများရပါမယ်။